afternoon everyone gain with အင်အားနဲ့ကြိုဆိုပါရစေ။ဒီနေ့မှာဆိုလို့ရှိရင်လည်းနားထောင်ရင်စတင်အစီအစဉ်လေးဖြစ်ပါတယ်။ဒီနေ့ဘာလေးဖတ်ကြမလဲဆိုရင် climate change လေးအကြောင်းကိုဖတ်ကြမယ်။ climate climate ဆိုတာကယာတိဥဒုဒါပေမဲ့ယာတိဥဒုဆိုတာကဟာနွေယာတိစောင်းယာတိမိုးယာတိဒီလိုမျိုးကာလအပိုင်းအခြားယာတိဥဒုကိုပြောတာမဟုတ်ဘူးဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာမြမပြည်ဆိုရင် tropical monsoon climate ရှိတယ်ပေါ့နော်ဒါပူနွေးပြီးတော့ကြတော့တစ်နှစ်ပတ်လုံးပူနွေးမယ်မိုးရွာရင်လည်းမိုးတွေအများကြီးရွာမယ်နေရာဒေသတစ်ခုတစ်ခုချင်းစီရဲ့ရေပူရယာတိဥဒုတွေသည် climate ဖြစ်ပါတယ် change ပြောင်းလဲသည် အပြောင်းအလဲဒီနေရာမှာ climate change ရာသီဥတုအပြောင်းအလဲဗာရီလဲဖတ်ကြည့်ရအောင် read the following article ဥပ္ပေါပြပါစောင်းပါလေးကိုဖတ်ပါ Pay special attention to the words in bold. ဘိုးလောက်ထားတဲ့ထူအောင်လောက်ထားတဲ့စကားလုံးလေးတွေကို အာယုံပြုဂယူစိုက်ပါ. The ice on Antarctica. Antarctica တိုက်မှာရှိတဲ့ရေခဲသည် looks ကြည့်ရတာပုံပေါက်ပါတယ်။ the same အတူတူလိုပဲ from day to day တရက်ပြီးတရက်ကြည်သွားရင်တော့ဒီရေခဲလေးတွေကဒီအတိုင်းလေးလိုပဲတဲ့ဒီမှာသတိထားစရာကောင်းတာဒီ तू ကဒီအတိုင်းပဲဖြစ်သည်ဆိုပြီးတော့ is နဲ့မတုံထားဘူးပုံပေါက်တယ်လို့ပဲပြောတာပုံပေါက်တယ်ဆိုတော့ဒါဒီဟုတ်ချင်မှဟုတ်မယ်ပုံပေါက်နေတာပဲရှိတယ်อืม The ice on Antarctica looks the same from day to day. Antarctica တိုက်မှာရှိရဲ့ရေခဲကတနေ့တနေ့ကြီးလာရင်တော့အတူတူလေးလိုပဲ but ဒါပေမဲ့ scientists know this သိပ္ပံပညာရှင်တွေကဒါကိုသိတယ်ဘာကိုသိတာလဲအနောက်ကဆက်ပြီးတော့ရှင်းထားတယ် the ice is melting the ice ရေခဲသည် is melting အရေပြောနေတယ် melt ဖြစ်တယ်ဆိုတာက solid form အခဲပုံစံကနေပြီးတော့ liquid form အရေပုံစံကိုပြောင်းလဲသွားတာဒီ melt ဖြစ်တာဖြစ်ပါတယ်ဒါဒီရေခဲအရေပြောမှာမဟုတ်ဘူးဘယ်ပစ္စည်းတွေပဲဖြစ်ဖြစ် solid form ကနေ liquid form အခဲကနေအရေဖြစ်သွားရင်ဒါဒီ melt ဖြစ်တာပါပဲ okay antarctic အတိုက်မှာရှိတဲ့ရေခဲတွေကကြည်လိုက်ရင်တော့တနေ့နဲ့တနေ့အတူတူလိုပဲဒါပေမဲ့သိပ္ပံပညာရှင်တွေကဒီရေခဲတွေအရေပျော်နေတယ်ဆိုတာကိုသိတယ်တဲ့ okay နောက်တစ်ပိုက်ကြည့်ကြရအောင် sheets are very big ရေခဲအလွှာတွေဒီအလွန်ကြီးတယ်ဒီ ice sheet ဆိုဘယ်လိုမျိုးတွေလဲဆိုတော့မြေပြင်ပေါ်မှာအပေါ်မှာရေခဲထပ်ပြီးတော့ဖြစ်နေတာတွေပေါ့နော်ဒါတွေဒီရေခဲအလွှာတွေရေခဲအလွှာတွေကအရန်ကြီးတယ် changes in the climate ဒီရာသီဥတုမှာဖြစ်နေတဲ့အပြောင်းအလဲတွေက cause them to change very slowly ဒီ ice sheets တွေကိုဖြစ်ဖြစ်ချင်းပြောင်းလဲသွားစေနေတယ်တဲ့เนาะချက်ချင်းကြီးပြောင်းလဲသွားတာမဟုတ်ဘူးဒီရေခဲလွှာတွေက it usually takes များသောအားဖြင့်အချိန်ယူလေးရှိပါတယ် a long time ကြာကြီး it usually takes a long time အကြာကြီးအချိန်ယူလေးရှိပါတယ် for ice sheets to melt ဒီရေခဲလွှာတွေကိုအရေပျော်ဖို့ဆိုရင် များသောအားဖြင့်အချိန်အကြာကြီးယူလေးရှိပါတယ် so အဲ့ဒါဆိုလို့ရှိရင် what is happening now အခုဘာတွေဖြစ်နေလဲ happen ဆိုတာကဖြစ်ပျက်သည် အခုဘာတွေဖြစ်နေလဲ so what is happening now

โอเคဆက်သွားကြည့်အောင်ဘာတွေဖြစ်နေလဲသူဆက်ပြောလိမ့်မယ် The ocean is warming သမုဒ္ဒရာပင်လယ်ကြီးသည် ပူနွေးလာနေတယ် and big pieces of ice are breaking away ရေခဲအစိတ်အပိုင်းအကြီးကြီးတွေကကျိုးပဲ့ပြီးတော့ထွက်သွားနေတယ် and going into the ocean သမုဒ္ဒရာထဲကိုဝင်သွားနေတယ်သမုဒ္ဒရာကြီးကပူနွေးလာနေတယ်ပြီးတော့ရေခဲအစိတ်ပိုင်းတွေကကျိုးပဲ့ပြီးတော့သမုဒ္ဒရာထဲကိုမျောသွားနေတယ်တဲ့ဒါအခုဖြစ်နေတာတွေပေါ့နော် This is causing ဒါကဖြစ်စေနေပါတယ် the ocean level to rise သမုဒ္ဒရာကြီးရဲ့ရေမျက်နှာပြင်ကိုမြင့်တက်လာစေနေတယ် rise ဆိုတာကမြင့်တက်တာဒါရေခဲတွေကဝင်လာတယ်ဆိုမှတော့ဒါမျက်နှာပြင်ကမြင့်တက်လာတယ်ပေါ့เนาะထထပ်ပြီးတော့ဝင်လာတော့ the ice is melting ရေခဲကအရေပြောနေတယ် 6 times faster 6 times faster ဆိုတော့6 times ဆိုတာက6ကြိမ်လို့လည်းပြောလို့ရတယ်လို့6ဆလို့လည်းပြောလို့ရတယ်ဒီနေရာမှာ6ဆပို့ပြီးတော့မြန်နေတယ် now အခုမှ6ဆပို့မြန်နေတယ်ဘယ်ကောင်နဲ့ရှင်ရင်6ဆပို့မြန်တာလဲတခုခုနဲ့ရှင်မှရမယ် then in 1979 1996ခုနှစ်တုန်းကဒီရေခဲတွေအရေပျော်နေတဲ့နှုံထက် အခုပျော်နေတဲ့နှုံးဒီ6ဆပိုးမြန်နေတယ် why is this happening ဘာကြောင့်ဒါတွေဖြစ်နေတာလဲကဲဘသူ့ကိုကိုယ်တွေလက်ညှိုးထိုးမလဲဘသူ့ကြောင့်တော့ပေါ့နော်အဲ့ဒါဆိုကြည့်ကြည့်မယ်ဒီသမုဒ္ဒရာကြီးကပူနွေးလာနေတယ်ရေခဲအစိပ်ပိုင်းအကြီးကြီးတွေကကျိုးပဲ့ပြီးတော့ သမုဒ္ဒရာတဲကိုဝင်သွားနေတယ်ဒီလိုတွေဖြစ်တာကသမုဒ္ဒရာရဲ့ဒီပင်လယ်ရေမျက်နှာပြင်ကြီးကို မြင့်တက်လာစေနေတယ်ရေခဲတွေက1996ခုနှစ်တုန်းကရေခဲအရေပျော်တဲ့နှုံးထက်အခုက6ဆလောက်ပိုပြီးတော့မြ мян ကြီးအရေပျော်နေတယ်ဒါတွေဘာကြောင့်ဖြစ်နေတာလဲ The ocean is warming and big pieces of ice are breaking away and going into the ocean This is causing the ocean level to rise The ice is melting six times faster now than in 1979. Why is this happening? Okay, ဘာလို့ဖြစ်တာလဲ?ဘသူ့ကိုလည်းညှိုးထိုးကြအောင်လဲဖတ်ကြည့်ရအောင်။ Human activity လူသားတွေရဲ့လှုပ်ရှားမှုသည် is ဖြစ်တယ် responsible တာဝန်ရှိတယ်လူသားလှုပ်ဆောင်မှုကိုပဲလက်ညှိုးထိုးရမဟိလူသားတွေကတာဝန်ရှိပါတယ်ဗောလူသားတွေရဲ့လှုပ်ဆောင်မှုက ဘာတွေလုပ်လို့တော့သစ်ပင်ဆိုင်တာလားမဟုတ်ဘူး transportation သယ်ယူပို့ဆောင်မှုတွေလုပ်တယ် electricity production လျှက်စစ်မီးတွေထုတ်လုပ်တယ် and industry စက်ရုံ အလုပ်ရုံတွေသည်အာဖြစ်ကြတဲ့ activities that warm the planet ဒီကဘာမြေဂျိုကြီးကိုတဲ့ပူနွေးသွားစေတဲ့ဒါလုဆောင်မှုတွေပဲတဲ့ဒီသုံးခုသည်တဲ့ transportation ရဲ့ electricity production ရဲ့ industry ရဲ့တွေသည် what does this mean for us ကဲဟုတ်ပြီဒါတွေဖြစ်နေတယ်ဒါတွေကငါတို့အတွက်ဘာဆိုလို့လဲ what does this mean ဒါကဘာကိုဆိုလို့လဲ for us ငါတို့လူသားတွေအတွက်ဒါကဘာဖြစ်သွားမယ်လို့ဆိုလို့တာတော့อืม ။ဘသူ့ကိုလက်ညှိုးထိုးလိုက်လဲဆိုတော့လူသားတွေရဲ့လှုပ်ဆောင်မှုကိုလက်ညှိုးထိုးလိုက်တယ်။လူသားတွေရဲ့လှုပ်ဆောင်မှုကတာဝန်ရှိတဲ့ကောင်ပဲ။တည်ယူပို့ဆောင်ရေးတွေလျှက်စစ်ပြီးထုတ်လုပ်မှုတွေပြီးတော့ဆက်ယုံအလုံယုံနေသည်ဒီကဘာမြေကြီးကိုပုံနှွေးစေနေတဲ့လှုပ်ဆောင်မှုတွေဖြစ်တဲ့ဒါကငါတို့အတွက်ဘာဆိုလို့လဲငါတို့အတွက်ဘာဖြစ်နိုင်လဲ Human activity is responsible transportation electricity production and industry are activities that warm the planet what does this mean for us okay ကြည်ကြည်အောင်ဖားဆိုလို့လဲငါတို့ကိုလာဖားလာဖြစ်စေနိုင်လဲ coastal cities coastal cities ဆိုတော့ဒါပင်လယ်သမုဒ္ဒရာတွေရဲ့ဘေးနားမှာရှိတဲ့မြို့တွေပေါ့နော် coast ကြီးတဲ့မြို့တွေ like လို့ပဲဘလို့မြို့တွေတော့နာမည်လေးတွေတက်ပြီးဥပမာလေးနဲ့ support လုပ်ပေးထားတယ် new york new york မြို့ london မြို့ and tokyo tokyo မြို့အာဖြစ်ကြပါတယ် in danger in danger ဆိုတော့အန္တရာယ်ရှိနေတယ်ဘာဖြစ်ဖို့အန္တရာယ်ရှိတာလဲ of being underwater ရေအောက်ထဲကိုရောက်သွားနိုင်တဲ့အန်ဒီရဲ့ဒီပင်လယ်သမုဒ္ဒရာတွေနဲ့ထိစပ်နေတဲ့မျိုးတွေကအန်ဒီရဲ့ရှိနေတယ်တဲ့ဘယ်အချိန်မှလဲ by the end of the 21st century 21ရာစုအဆုံးမှာဒီမျိုးတွေဒီဒီလိုမျိုးပင်လယ်သမုဒ္ဒရာနဲ့နီးစပ်နေတဲ့မျိုးတွေဒီရေအောက်ကို ရောက်သွားနိုင်တဲ့အန်ဒီရဲ့ရှိနေပါတယ်တဲ့อืม century ဆိုတာရာစုနှစ်ပေါ့เนาะ 21st century 21ရာစု we need ငါတို့ကလိုအပ်တယ် to make changes အပြောင်းအလဲတွေလုပ်ဖို့အတွက် now အခုအပြောင်းအလဲတွေလုပ်ဖို့လိုအပ်တယ် to prevent this prevent လုပ်တယ်ဆိုတော့မဖြစ်ခင်မှာကာကွယ်တာဒီလိုမဖြစ်ဖို့ဒီလိုရေအောက်ကိုရောက်မသွားဖို့ကာကွယ်နိုင်ဖို့ငါတို့အခုတင်အပြောင်းအလဲတွေလုပ်ဖို့လိုအပ်တယ်တဲ့နော် some scientists သိပ္ပံပညာရှင်တချို့က think ထင်မြင်ယူဆတယ်ဘာထင်လဲသူတို့က that climate change is unstoppable oh ဒီရာသီဥတုပြောင်းလဲနေတယ် climate change ဒီဒီ is ဖြစ်တဲ့ unstoppable ဆိုတော့ရပ်တန့်လို့မရနိုင်ဘူးလို့တချို့ scientist တွေကသိပ္ပံပညာရှင်တွေကယုံကြည်တယ်တဲ့เนาะ we hope ငါတို့မျှော်လင့်တာကတော့ it's not too late it's not too late အရန် အချိန်လွန်မသွားဖို့မျှော်လင့်တာပဲပေါ့เนาะ it's not too late ကတရိုက်ကြည့်ပြန်ရင်เนาะအရန်ကြီးနောက်မကြဘူးလို့မျှော်လင့်နေအချိန်လွန်မသွားနိုင်ဘူးလို့မျှော်လင့်ပါတယ်တဲ့เนาะ ဟုတ်ရင်ကဘာပြတ်တဲ့အဲရုပ်ရှင်တွေရလို့ကြောက်စရာကြီးဖြစ်နေပါပေါ့။ Okay အဲ့ဒါဆိုဒီနားလေးမှာကြည့်ကြည့်ရအောင်။ New York တို့ London တို့ Tokyo တို့လိုမျိုးပင်လယ်သမုဒ္ဒရာနဲ့နီးစပ်တဲ့မြို့ကြီးတွေက27ရာစုအစုံလောက်မှာပင်လယ်ရေအောက်ကိုရောက်သွားနိုင်တဲ့ NDA ရှိနေတယ်။ဒီဟာကိုကာကွယ်ဖို့ငါတို့အပြောင်းလဲတွေလုပ်ရမယ်။အခုလုပ်ရမယ်။တချို့သိပ္ပံပညာရှင်တွေကတော့ဒီ climate change ဒီရက်တန့်လို့မရတော့ဘူးလို့ယုံကြည်နေတယ်။ ငါတို့ကတော့ချိန်မလွန်ဖို့မျှော်လင့်ပါတယ် Coastal cities like New York, London, and Tokyo are in danger of being underwater by the end of the 21st century. We need to make changes now to prevent this. Some scientists think that climate change is unstoppable. We hope it's not too late. Okay, that's solution ဒီမှာပေါ့နော်။သူ့ဘိုးလောက်ထားတဲ့ဟာလေးတွေကဘာတွေလဲပေါ့။ Looks ပုံပေါက်တယ်။ No, တိတယ်။ melting အရေပြောနေတယ် takes a long time အကြာကြီးအချိန်ယူတယ် what is happening now အခုဘာတွေဖြစ်နေတာလဲကဘာကြီး ocean ကြီးကပူနွေးလာနေတယ် the ocean is warming ရေခဲတွေက အစိတ်အပိုင်းတွေပြတ်ထွက်ကုန်နေတယ် big pieces of ice are breaking away မုတ်ပင်တဲ့သမုတ်ရတဲ့ဝင်နေတယ် going into the ocean อืมငါတို့လိုအပ်တယ် need ချင်းမြင်ယူစရတယ် think မျော်လင့်တယ် ဒါကငါတို့အတွက်ဘာဆိုလို့လဲဒါငါတို့စီကိုဘာတက်ရောက်မှုလာရှိမလဲ what does this mean for us thank you very much အဲ့ဒါဆိုလို့ရှိရင်ဒီနားလေးမှာရက်ထားလိုက်ပါမယ် please subscribe my channel if you can bye bye see you next time